ေးလိုက်ပြီးသူ့ဟာကိုပြန်နှိမ့်သွားမှာဘိုးကုတ်မှာရှိတဲ့ဒီဗရက်လေးတွေကိုအလိုလိုရေးသူကပလိုက်နဲ့ထည့်ပြီးတော့အောင်ပါเนาะအားရိုက်လို့ရှင်မင်းဟောင်းစီမင်းလည်းအရာဝတီတိုင်းသားပုဂ္ဂိုလ်တော့လည်းညာရာဆိုတော့မင်းတို့အရာဝတီတိုင်းမှာလည်းဖားရိုက်ထားပါညာရှိကြတာပဲလေကွာလက်ကစင်းတွေမှာဖားရိုက်လို့ရှင်နောက်မှာဘလောင်ဘလောင်လေးကိုရှင်းမထားလို့လားတကောင်မိတကောင်လေကွာမိတမ်းမိလေးနဲ့ထိုးရိုက်ရင်မဟုတ်လားဒီ blind လေးကိုထည့်တယ်ဟုတ်လားအခုငါတို့က မြုံနယ်ကငချင်းဖြစ်တော့မယ်ပလိုက်နယ်ကငါတို့ကဖားလေးတွေငားလေးတွေဖြစ်တော့မယ်အဲ့လိုဖြစ်ငါတို့ကိုသူကထူးထူးရဲရဲအနေထားငါတို့ရောက်တော့မယ်ငါတို့ဘလို့လုံးဝမလို့ဆိုကိုဟါကိုတာစဉ်းစားကြလို့ပြည်တွင်းကအကျန်းဖက်တွေကိုပေါက်ကိုတော့တတိပေးချင်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိုးကုတ်မျိုးက PDF တွေကိုဖားကောက်တယ်လို့တကောင်ချင်းပလောင်နဲ့ထဲကောက်ဖို့အဆင်ရောက်သွားပြီလို့ပေါက်ကိုတော့ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျ 2000နဲ့မှ25ဖြစ်ပါလေကြဒီနေ့တော့ပေါ့ကတော့ပြည်တွင်းတရင်လေးပဲပြောရပါတော့เนาะပြည်တွင်းတရင်လေးတယ်เนาะပြည်တွင်းတရင်လေးမှာပြပမှာတော့ပူလောင်းနေကြပါလေကြเนาะပူလောင်းနေကြပါလေပြပမှာတော့တည့်တိုင်မှာဟောင်းစုတို့ဟောင်းစီတို့အုပ်စုတွေဟိုဘက်အုပ်စုတွေဟုတ်လား ။ဘာကြောင့်ကြီးရမော်လမြောင်သွားတယ်မော်လမြောင်သွားတော့ဘေးပတ်ပတ်လည်းမှလေးရင်းနဲ့ဝိုင်းရံနဲ့လေးရင်းနဲ့ဝိုင်းရံနဲ့ခမအကြောင်းကြီးဘာညာကွာကြောက်လို့ဘာညာဆိုပြီးမှဟုတ်လားတရင်မဟုတ်တော့တရင်လို့ကိုပြောနေတယ်ကြာနော်။အော်သူ့ဘုံသူ့ကံနဲ့သူ့အချင်းနဲ့ဒီလိုဝိုင်းရံပြီးသွားတာနိုင်ငံကိုအုပ်ချုပ်တဲ့ပြောရအောင်မင်းလုတ်တဲ့ဘရင်လေးဗျာတရင်လေးကားရုပ်လို့လူတော့ပြောနေပေါ့ကူတော့တော့တခါကြီးသွားလို့ရှင်ဟုတ်လားအချက်ရရနဲ့သွားလိမ့်တယ်ဗျာဟုတ်လား ။ဒါကြောင့်လို့နိုင်ငံတစ်နိုင်ငံလုံးနိုင်ငံကြီးကိုအုပ်ချုပ်နေတဲ့သူတယောက်ကပတ်ပတ်လဲအတက်အန်နေရပါဖြစ်ဖြစ်ဗျာ။သွားတာဘာစမ်းလို့လဲ။ဟောင်စီရဲ့မင်းမလည်းပူစရာ မရှိဘူးနေတဲ့ပောက်ကိုယ်တော့မှတပည့်တပန်းနဲ့ပြားသွားလို့ရှိရင်သွားရတာပဲ။ဟမ်ပကောလို့ဘာမဟုတ်တဲ့ကိုတော့အညတရတောင်မှတပည့်တရားတိုင်းကအုတ်ချုပ်တဲ့မင်းလို့တဲ့ပြေဝတာဘာထူးစားလို့ရောအဲအောင်စီဘာကြောင့်ကြီးရသွားတယ်ကွာနိုင်ငံတော်ပိုင်လင်းနေသွားတယ်ကွာမင်းတို့ဟာ မတင်ရွှေတုံးကဆိုဂျက်လီကြီးတောင်ကိုပိုင်ဂျက်လီကြီးတောင်ဝယ်ပြီးမှဗျာဒီထဲတောင်ခြံနေများတဲ့မဟုတ်ဘူးလားအောင်စီရေတရင်မဟုတ်တရင်တော့ဟုတ်တော့နော်ဒင်းလုံးတင်းမနေနဲ့တရင်လုံးတမင်ဟာကြာလေမင်းဟာသားကြီးရည်စရာကြီးဖြစ်ပြတာဟုတ်လားမိုးကုတ်ဘက်မိုးကုတ်အကြောင်းလေးလေးပြောမယ်ဟောစီရောအဲ့တည်းကြာကြီးခြေနော်ဒီနေ့ကမပူနဲ့စုပ်ပြီမှာဒီနေ့ဆိုတာကဘလို့ဘလို့နီးနေမှာပလောင်မျိုးတော့မခံဘူး လာအောင်မျိုးပြောမခံနော်ပလောင်မျိုးပြောမခံတော့ तू तू စတယ် तू မွေးတယ်မိသူ့ဟာကိုပဲပြန်ချိန်သွားနော် तू မွေးတယ်မိသူ့ဟာကိုပြန်ချိန်သွားမှာဘိုးကမှရှိတဲ့ဒီဗရက်လေးကိုအလိုလိုရေးသူကပလိုက်နဲ့ထည့်ပြီးတော့အောင်ပါနော်ဖားရိုက်လို့ရင်မင်းဟောင်းစီမင်းလည်းအရာဝတီတိုင်းသားပုဂ္ဂိုလ်တော့လည်းအညာကဆိုတော့မင်းတို့အရာဝတီတိုင်းမှာလည်းဖားရိုက်ထားပါညာရှိကြတာပဲလေကွာ လက်ကစင်းတွေမှာဖားရိုက်လို့ရှင်နောက်မှာဘလောင်ဘလောင်လေးကိုရှင်းမထားလို့လားတကောင်မိရကောင်လေးကွာမိတမ်းမိလေးနဲ့ထိုးရိုက်ရင်မဟုတ်လားဒီ fly လေးကိုထည့်တယ်ဟုတ်လားမြုံမြုံနေလဲမဲ့ရာဝလာလည်းကမြုံနေငချင်းနေပါထောင်ကြရလေအဲ့လိုငချင်းလိုပဲပြန်ထွက်မရအောင်မထားလားနော်အဲ့ဒီတိုင်းမှာဒီအနေနဲ့လဲကျွန်တော်တို့မွေးတယ်မိကျွန်တော်တို့စားကြတယ်ကျွန်တော်တို့ပြန်ပြီးညှိပေးပါမယ်ဗျာကျွန်တော်တို့ဒီခါပြီးမှစောင့်ပါအောင်ဗျာအခုလို့ကျွန်တော်တို့နားလဲပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာဟုတ်လား မိုးကုတ်မှာလည်းပြည်သူကမရှိတော့ဘူးနော်မိုးကုတ်မထဝါနဲ့ဟောင်းမလဲတားဟောင်းမလဲနဲ့တန်မိုးနေကြီးရတဲ့ဘာတရားရဲ့ခွင့်ကြီးခွင့်ကျယ်လျှောက်ပြောမနေနဲ့ဟုတ်လားမိုးပြည်သူမှန်တယ်များလဲဟုတ်လားပြည်သူမှန်မိုင်းချွေမျိုးတော်တို့နေပြည်တော်တို့ရန်ကုန်တို့ပြည်သူမှန်တယ်များရောက်နေပြီအဲ့တော့ပြန်ရင်ရရင်ချိုးပြည်သူတွေကလည်းမိုးကုတ်ဟုတ်လားပြန်ရင်တော့မလုပ်တယ်လေတမရော်ကိုအာကိုတကြီးတောင်းဆိုနေတယ် တမန်တော်ကလည်းသားကြီးတော့ပြင်မမခံတော့ဘူးเนาะအဲအားရလာခဲ့လာခဲ့လာခဲ့ဒါမင်းစားတယ်မိမင်းမွေးခဲ့တယ်မိအဲ့မိကိုမင်းငါတို့မြုံနေကိုထက်ခဲ့ပလိုင်းနေကိုထက်ခဲ့ပြီးမှငါတို့ကတူတူဖုတ်ဖို့ကြိုက်ကြိုက်ဘလို့လို့လို့ငါတို့အပိုင်းမင်းလုတ်ဆရာကြီးကမင်းဒီတိုက်လုတ်ခဲ့ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့လုတ်ပြပါမယ်ခင်ဗျဒါပဲအောင်စီရဲ့เนาะဒါလည်းမင်းအောင်စီဒီဟာတွေကိုမင်းမြမပြည့်ရဲ့ဖြစ်ရမှန်တဲ့ရင်းတွေကိုမင်းတိ့ဖို့လိုတယ်เนาะ ပါစကြောင်စစ်တိုက်တာပဲရှုံးရှင်ရှုံးမဲ့နိုင်ကျင်နိုင်မဲ့ခိုင်းကျင်ခံရမယ်။ဒါမင်းလည်းမင်းချွေမကောင်းမြေမကောင်းကိုယ့်ဘက်ကခံရတယ်လေပြော။စင်ကူးမရယာမရယာစင်ကူးဘလို့အချိန်နေဖြစ်နေတဲ့တပည့်ချင်းဘလို့အချိန်နေဖြစ်နေတယ်ဟုတ်လား။အဲ့ဒါလည်းမတိချလေးလား။ငင်းရနှထိုးကြီးဘလို့အချိန်နေဖြစ်နေတယ်။ငင်းကြံတောင်းတာဘလို့အချိန်နေဖြစ်နေတယ်။အဲ့ဒါကိုလည်းမတိချလေးလား။တိချလေးလားမတိချပြော။နော်။အဲ့ဒါလည်းတိချလေးလားမတိချပြော။နော်။ ဘလို့တွေဖြစ်နေရဲဘလို့တွေနေရဲဘလို့တွေဟိုအလုံးနေရဲမင်းတို့ထိုးကြွေးတွေများခံနေရဲပုံမှန်မြေပြင်မှာကျတော့မရှုမလာနဲ့ဗရတ်တရားတည်နေတယ်မင်းတို့ကတော့အခုအထိရဲ့နီမျိုးစုံနဲ့ဗါတဲ့တောင်းစာလို့ကောင်းတော့တောင်းစာလို့ကောင်းတော့ဒီအပြေးရှိကဘာပြောတာအတုရောင်ရွေးကောက်ပဲဟုတ်လားမင်းကအဲ့ဒါကြီးကိုတင်းလုံးပြည်သေးနေတယ်ဒီအပြေးရှိအန်ယူဘယ်နိုင်ငံအတိမတ်ပြူထားလဲဘယ်နိုင်ငံအနေနဲ့အတိမတ်မင်းတို့ချင်းတော်မှာမင်းတို့အချင်းချင်းတော်မှာအတိမတ်ပြူထားလို့လား ဟမ်မင်းတို့အချင်းချင်းတော့မှအတိမတ်ပြုလို့လားဒီဇာပြေးရှိတဲ့အယူကြီးတွေဟမ်မင်းတို့ချင်းချင်းတော့အတိမတ်ပြုလို့လားအဲ့ဒါကိုမင်းကဘယ်အတုရောင်ရွေးကောက်ပွဲတွေဘာတွေပါလဲမင်းမှလည်းသူများရောင်တိုင်းလိုက်ရောင်ရတာကိုယ်ပိုင်အုံးတော့ကိုယ်ပိုင်အုံးတော့နဲ့ကိုယ်ပိုင်ညံနဲ့ဆုတ်ဖြတ်ဆံမှာကိုယ်ပိုင်ညံနဲ့တရင်ကိုကြောစမ်းမှာကိုယ်ပိုင်ညံနဲ့တရင်ပြုံကိုတွန်ဆမ်းမှာဒီစေရှင်ဆိုလားဘာရှင်ဆိုလားညာရှင်ဆိုလားဟုတ်လားလိုရာလေးစီယူပြီးမှတင်တာလေမလုံးနဲ့မလုံးနဲ့နော် မကြပါဘူးရွက်ောက်ပဲပြန်နေမင်းလည်းလိုလိုခွက်ပြောက်သွားမှာနော်မင်းလည်းလိုလိုခွက်ပြောက်သွားမယ်မင်းတို့အချင်းချင်းမင်းကိုလည်းအသားဖြောင်းမယ်မင်းတို့ချင်းချင်းမင်းကိုလည်းထိုးကြွေမယ်မပူနဲ့နော်မင်းလို့တည်းမြဒါမင်းတို့ခံရမှာပဲမပူနဲ့မင်းတို့အချင်းချင်းနေဟုတ်လားလာအောင်မှာနော်မင်းတို့ခွက်ောက်တဲ့အချင်းချင်းနေချင်းချင်းနေခေါယုံနေမကအောင်ထိုင်းမှာရှိတဲ့သူကခွက်ောက်တဲ့အချင်းချင်းခေါယုံနေအချင်းချင်းတက်တက်ဖြတ်တဲ့အချင်းအစ်စ်ဒီသွားပါ ။ဒါပေမဲ့အချိန်ချင်းမိုက်ကယ်လိုပဲထိုးကြွတဲ့စစ်တီသွားမှာ။ဒါအမေရိကန်ကြားဖြန့်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့အပေါ်စစ်အုပ်စုတန်တရားဝင်နေအမေရိကန်အစိုးရကအွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းပြီးဆောင်ရွက်နေတာဟာနက်နဲရည်ရွယ်ချက်တစ်ခုရှိနေတယ်လို့စစ်အုပ်စုပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အမေရိကန်ဟာ ဂျားဖြန်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ဖွဲ့စည်းပြီးအရှိတောင်အာရှကဂျားဖြန်ခိုင်းတွေရှိတဲ့မြန်မာကမ္ဘောဒီးယားလာအိုနိုင်ငံစတဲ့နိုင်ငံတို့ကဂျားဖြန်ခိုင်းခေါင်ဆောင်တွေကိုပိုက်စိတ်တိုက်ရှာဖွေအပြစ်ပေးသွားမယ်ဆိုပြီးအခုလ၁၂ရက်ကထုတ်ပြန်ကြေညာခဲ့တာပါ။ အမေရိကန်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်အုပ်စုပြောခွင့်ရကလိမ်လည်မှုတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ခိုင်းများရဲ့အိတ်ကပ်ထဲသို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးလဲဆွဆွဲထားတာတွေ့ရပါတယ်။သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေပါချက်တွေကိုတုံးသက်ကြည့်ရင်ဒီနိုင်ငံအနေနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက်နက်နဲတဲ့လျိုးဝှက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့တုံးသက်ရရှိပါတယ်လို့သူတို့ထိန်းချုပ်သတင်းဌာနတွေကနေဒီနေ့မှထုတ်ပြောလာပါတယ်။ စစ်အုပ်စုအနေနဲ့အွန်လိုင်းလိမ်လည်မှုတွေတိုက်ဖျက်ရေးတိုင်းမှာတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုတွေရှိသလိုထိုင်းနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းကိုလည်းထည့်သွင်းပြောသွားပါတယ်။အမေရိကန်ကြားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ဖွဲ့စည်းပြီးနောက်မှာပဲတရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်၆နိုင်ငံကလည်းကြားဖြန့်တိုက်ဖျက်ရေးပူးတွဲအဖွဲ့ဖွဲ့စည်းပေါ်ပောက်ခဲ့ပါတယ်။ဒီအဖွဲ့ဟာကုမင်းဆွေးနွေးပွဲကနေထွက်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်လို့စစ်အုပ်စုသတင်းစာတွေမှာအခုလ16ရက်ကကြေညာခဲ့ပါတယ် လက်ရှိမှာကြားဖြန့်ကိုင်းတွေအခြေစိုက်တဲ့ KK ဘတ်ရွှေကုတ်ကိုကြောက်ခတ်ဒေတာတို့ကိုစီနင်းဖန်းစီနှိမ်နင်းမှုတွေလုပ်နေကြောင်းကြားဖြန့်အဆောက်အဦဖြိုချဖျက်ဆီးမှုတွေကိုထိုင်းနိုင်ငံဘက်ကသူတို့ဘက်ကိုထိမှဆိုးရာကြောင်းတာစီကန့်ကွက်မှုတွေလုပ်နေကြောင်းနဲ့ဒီဖောက်ခွဲမှုတွေဟာအစင်းမြင့်ဖောက်ခွဲမှုတွေဖြစ်တဲ့အတွက်အနည်းနာကိုတော့လွင့်စင်ထိခိုက်မှုမရှိနိုင်ကြောင်းကိုလည်းစစ်အုပ်စုပြောခွင့်ရကပြောပါတယ် မြန်မာနိုင်ငံကကြားဖြန့်စင်တာတွေမှာနိုင်ငံတကာကလူတွေကိုလိမ်လည်ခေါ်ဆိုဖမ်းဆီးမှုတွေလုပ်ပြီးအတမညင်ပန်းနှိပ်စက်ခိုင်းစေမှုတွေရှိနေတာကြောင့်ဒီပုံမှာနိုင်ငံတကာကအာရုံစိုက်လာချိန်မှာအာနာသိန်းစစ်အုပ်စုကလည်းကြားဖြန့်ဒေတာတွေကိုနှိမ်နင်းနေကြောင်းရုတ်တန့်ကြေညာချက်တွေကိုနေတိုင်းနေပါထုတ်ပြလာပါတယ်။မနေ့ကနိုဝင်ဘာ16ရက်ကလည်းကရင်ပြည်နယ်မြဝတီမြို့ရွှေကုတ်ကူမြို့တစ်ထဲကကြားဖြန့်စင်တာကိုနေကြာဆောင်တဲ့ BGF နဲ့မြန်မာစစ်တပ်ပူးပေါင်းတပ်ဖွဲ့ကဝန်စီနှင်းခဲ့ပြီးနိုင်ငံသား400နီးပါးကိုဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းဌာနတွေမှဖော်ပြခဲ့ပါတယ်။ BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးနိုင်မောင်စောကတော့ရွှေကုတ်ကူမှာကြားဖြတ်နဲ့ပတ်သက်တဲ့သူ2000ဝန်းကျင်လောက်ရှိတယ်လို့ထိုင်းသတင်းဌာနဖြစ်တဲ့ reporter မှဖြေထားပါတယ်။ဒါလည်းမင်းတို့မမေ့နဲ့။နော်။ကိုယ်လည်းရောက်ကိုယ်လည်းခန်းဟိုအောင်လည်းတတိထားကြအောင်နော်။မြန်မာပြည်တွင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လား။ မင်းတို့ကရင်ပြည်နယ်မှာအခုလွင့်မြောက်နိုင်ပြီဆိုတာဘယ်နေရာလဲရှိသေးရဲ့လားကရင်ပြည်နယ်မှာဘယ်နေရာလွင့်မြောက်နိုင်ပြီဘယ်နေရာလွင့်မြောက်နိုင်ပြီဆိုတာဘယ်နေရာလဲလွင့်လို့လွင့်မြောက်နိုင်ပြီရှိသေးရဲ့လဲအဲ့လိုလွင့်မြောက်နိုင်ပြီလေးရှိရင်လဲပောက်ကိုတော့ပြောပြအောင်သိကြလို့နော်သိကြလို့အဲ့တော့မြမပြည်မှာဖြစ်နေတဲ့ပြည်တွင်းပြည်တွင်းမှာဖြစ်နေတဲ့အရာတွေမှန်တယ်များ ေရင်းမှာနေထိုင်တဲ့လူတွေတော့ဘလို့ကပုံတိပါလဲမြန်မာပြည်မှာလက်ရှိဗရက်ဒီဦးစင်ခဏခဏပြောတယ်လေတောင်မြန်မာလွတ်ထားတဲ့ခွေးလူပဲဘယ်သွားလို့ဘယ်လာမှမတိရအနေသာလို့ဗရက်ဒီကလည်းခွေးအဲ့အနေသာဖြစ်နေအဲ့ဒီအနေသာဖြစ်နေမန္တလေးတိုင်းကြည့်တလားမကြားစရာတလားမကြားစရာနော်တလားမကြားစရာတန်ပြည်နယ်မြောက်ပိုင်း ။အဲ့တော့ဘလို့ပဲဝါရပဲဖြစ်ပြန်ဘလို့ပဲလုံလို့လက်မတော်ဗမာတဦးတဲ့ဖွဲ့စည်းထားတာမဟုတ်ဘူး။တိုင်းပေါ်တိုင်းရင်းသားမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတက်မတော်ဗမာတက်မတော်မဟုတ်မြမတက်မတော်။နော်မြမတက်မတော်ညမတက်ပါလားအဲ့ဒါကိုလည်းမြေတေချာလေးလာအောင်နော်တေချာလေးလာအောင်ဗမာတအူးလည်းဖွဲ့စည်းထားတာမဟုတ်ဘူး တိုင်းနာစီလုံးညီညွတ်မှုဖြင့်ဖွဲ့စည်းထားတဲ့မြမတက်မတော့မလုတ်ချင်တာလုတ်ချင်လဲဘုရားဖရာတကဤဖရာတကရှက်ဗိမသုတရား၄ပါးလက်ကင်ထားလို့မလို့ကန်ကောင်းနေတာကန်ကောင်းနေတာမေတ္တာတရားကြီးကြီးမားနေလို့မလို့ကန်ကောင်းနေတာအချင်းချင်းနေမလုတ်ချင်လို့ အတိတရားလေးရှိပါသေးအတိတောင်တာလေးရပါသေးဆိုတဲ့အရာကြောင့်တကယ်လို့တော့ဘာခံနိုင်မှာတော့တကယ်လို့တော့ဘယ်လိုခံနိုင်မှာလဲနော်အဲ့ဒါကိုလည်းပြည်တွင်းမှာရှိတဲ့ပီရက်တွေအပေါင်းပါတွေခင်ဗျားတို့တိဟုတ်လို့တဲ့ခင်ဗျားတို့ခိုင်းရတာဟိုကပါဇက်ပဲဆိုင်မှာမင်းတို့တယောက်သေးလေးဟိုကလည်းနေနေပါပါရမယ်ဘဒုအုပ်အတွက်ဘဒုအုပ်အတွက်အလူခိုင်းမယ်အရာအလုံးကတော့မင်းရလိုက်မှမထင်နဲ့ခိုင်းရနေဘတ်တဒေးလှူလိုက်မယ်ဟုတ်ဘူးကမြဝတီဘက်ကိုရောက်မယ် မြဝတိကနေကိုကနှစ်သိန်းရတသိန်းထောင်လိုက်တသိန်းပို့လိုက်မယ်မြဝတိကလည်းအဲ့ဒီဆေးက၃တောင်းစားလိုက်မယ်ဘတ်၃တောင်းစားလိုက်မယ်အဲ့ဒီဘတ်၃တောင်းကနောက်ထပ်ပို့လိုက်မယ်ပြီးတော့အဲ့ဒီနောက်ထပ်ထောက်ပို့ရလဲအဲ့ဒီဆေး၂တောင်းစားလိုက်မယ်အေးနောက်ထပ်နောက်ထပ်နောက်ဆုံးတော့ဂိတ်ကိုဘယ်လောက်ရလဲ၃တောင်းလောက်ပဲရောက်တာပဲအဲ့ဒါမြန်မာပြည်မှာရှိတဲ့ဗရက်တွေပြည်တွင်းမှာတွေမင်းတို့အတိဆုံးပါပဲ နော်မင်းတို့မသားအကြောင်းပြုပြလူခိုင်းတဲ့အမျိုးမျိုးအကြောင်းပြုပြလူခိုင်းတယ်နော်မင်းတို့စီမရောက်ဘူးဆိုတော့လေမင်းတို့အတီဆုံးပါပဲအညာဗရတ်တီဆိုပိုတောင်ဆိုးရဲပိုတောင်ပြုံးမယ်ဟုတ်လားညာဗရတ်တီနော်အဲ့တော့ပြောချင်တာကတော့အတီတရားနည်းနည်းရှိတော့လို့ပဲပြောချင်တယ်နော်ပြည်တွင်းမှာဘလို့ဖြစ်ပြနေတယ်ဆိုတာကိုမင်းတို့ကိုယ်တိုင်လည်းပြောပြပါအကောင်တွေပြောပြအောင်ပြည်တွင်းမှာငါတို့ဘလို့ခန်းနေရတယ်ပြည်တွင်းမှာငါတို့ဘလို့နေနေရတယ်ပြည်တွင်းမှာငါတို့နေစရာငါတို့မြောက်ပြင်ကျင်လာရင်လွှင့်မြောက်နေပြီဆိုတာမရှိဘူး ငါတို့တို့ဟူတိုင်းရင်သားတွေကလည်းလက်မခံတော့ဘူး။အာလက်နဲ့ကင်တိုင်းရင်သားလက်နဲ့ကင်ဖွဲ့တယ်လေငါတို့လက်မခံတော့ငါတို့ဘိုးကျွေနေပြီ။အခုငါတို့ကမြုံနယ်ကငချင်းဖြစ်တော့မယ်။ပလိုင်နယ်ကငါတို့ကဖားလေးတွေငားလေးတွေဖြစ်တော့မယ်။အဲ့လိုဖြစ်ငါတို့ကိုသူကထူးထူးရဲရဲအနေထားငါတို့ရောက်တော့မယ်။ငါတို့ဘလို့လုံးဝမလို့ဆိုကိုဟကိုတာစဉ်းစားကြလို့ပြည်တွင်းကအကျန်းဖက်တီကိုပေါက်ကိုတော့တတိပေးချင်ပါတယ်ဗျာ။အားလုံးဒါပါပဲဗျာ။